ကော့ဂရိတ်မြို့နယ်နဲ့ရက်ကြီးတွေမှာမင်းစင်လာရောက်ကြည့်ရှုသူနဲ့စိတ်ပါဝင်စားသူနဲ့ပါနေတဲ့တဲ့င်ကိုခွန်မသားကတင်ဆက်ထားပါရရှင်။ကော့ဂရိတ်မြို့နယ်နဲ့ရက်ကြီးတွေမှာမင်းစင်တွေကိုတက်ဆိုင်ရာရက်ကွက်ကော်မရှင်ရုံးတွေမှာလာရောက်စစ်ဆေးဖို့လှုပ်ဆော်ကြေညာထားပေမဲ့လာရောက်ကြည့်ရှုသူနဲ့စိတ်ဝင်စားသူတွေနဲ့နေတယ်လို့ဒေသခံတချို့နဲ့ကော်မရှင်ရုံးခွဲတာဝန်ရှိသူတွေကပြောပါတယ်။တချို့ကစိတ်ဝင်စားမှုမျိုးရှိရင်တချို့ကတော့တိတ်ပြီးတော့စိတ်မဝင်စားဘူးပေါ့ခါကမပါလို့ကြာကျွန်တော်ဒီ ပုံစံတောင်းတောင်းဆုလွားတဲ့ပြန်ပြီးဆောက်လွားတင်ပြရအောင်မက်ဆင်ရိုက်ပြီးမှဆုံးလို့ပြီးစီးတယ်အမျိုးမက်ဆင်ရိုက်ပြီးမှဆုံးလို့ကျွန်တော်နံပါတ်တော့ပါနေတာပေါ့အဲ့ဒါကိုကျွန်တော်ကပုံစံလေးနဲ့ကန်ကွက်လွားလဲပြန်ကန်ကွက်ပြီးတော့ဒီမက်ဆင်ကိုကျွန်တော်တို့ပြန်ဖယ်ရအောင်ပေါ့လာရောက်ကြည့်ရှုသူနဲ့ပါပေမဲ့အဲ့ဒီသူတွေထဲမှာမက်ဆင်အမိမပါသူတွေကိုပေးခဲ့တဲ့ဇွန်လ10ရက်နေ့ကနေ21ရက်နေ့ထိဆောင်ရွက်ပေးခဲ့တယ်လို့ဆိုပါတယ် ဒေသခံတွေအနေနဲ့မက်ဆင်းဒီမှာနာမည်မပါတာထက်ဇာဝတ်နေရဲ့အခက်အခဲဖြေရှင်းဖို့ကိုပဲပုံမူအာရုံစိုက်နေကြတာဖြစ်ပါတယ်။ကုလုံးနဲ့ကိုပဲလက်ကြည့်ရမှာတနေ့လင်းငါချရတော့ချိုးတဝက်လောက်တော့တော်တော်လေးစိတ်ဝင်စားမလို့ရှိတယ်ပဲတဝက်လောက်ကတော့လည်းဘယ်လိုပြောမလဲနော်ကုဒေသဆိုတော့ဟိုစီပွားရေးအရာလောက်ကန်စားနေတဲ့နေလူတွေရှိတယ်လို့ ဟိုနိုင်ငံရေးလှုပ်ဆောင်မှုတွေကတော့တိတ်တော့မရှိပါဘူးစီးပွားရေးလှုပ်ဆောင်မှုတွေပဲများတဲ့ခါကျတော့ကိုယ်ဝန်ဆောင်ရေးအတွက်ကိုပဲအဓိကထားပြီးတော့လှုပ်ရှားနေကြတဲ့လူတွေပါပဲရွေးကောက်ပွဲကိုစိတ်ဝင်တစားရှိပြီးမက်ဆင်းလာရောက်ကြည့်ရှုတဲ့မြို့နေဒေသခံတချို့ကတော့ရွေးကောက်ပွဲအလွန်မှာတိုးတက်ပြောင်းလဲမှုတွေရှိလာဖို့မျှော်လင့်တယ်လို့ပြောဆိုနေကြပါတယ်မက်ဆင်းအတွင်းမှာတည်ဆုံသူနာမည်တွေပါဝင်နေရင်ပုံစံလေးကန့်ကွက်လွာနဲ့ပြန်လည်တင်ပြပြီးဖယ်ရှားရမှာဖြစ်တယ်လို့ မက်ဆင်းမပါဝင်သူတွေကိုတော့ပုံစံ၃တောင်းဆိုလွားနဲ့ဖြည့်ဆွဲတင်ပြရမှာဖြစ်ပါတယ်ကျွန်တော်ခွန်ပါတာပါ